အင်းမဒါကတော့ PT ပေါ့နော်ကျွန်တော်ဆိုရင်ဒါတားလေးမြောက်သူတို့ကိုရင်အဖြစ်နဲ့တွေ့ရတဲ့အချိန်မှာကျင်းနူးတာပေါ့နော်ဒါကျွန်တော်တို့ပြောပြမိဘများရဲ့အာတောင်းတာပါပေါ့နော်သူတွေ့ရတဲ့အချိန်မှာတကယ်ကိုကျင်းနူးရတာကိုကငငယ်ကဒီလိုပဲကြားဘူးရယ်တွေ့ဘူးရယ်ရုပ်ရှင်ထဲမှာကြည့်ဘူးရယ်ဒါတွေကကိုကအပြင်မှာတကယ်လက်တွေ့ကိုတားလေးကိုနော်သင်ငန်းနဲ့တွေ့ရတဲ့ခါကျတော့တကယ်ကိုစိတ်ချမ်းမြေ့ပြီးတော့ကျင်းနူးရပါတယ်အရိယာပေါ့နော်ငငယ်ကငငယ်ကဆိုလို့ရှိရင်တော့ခဏလိုပါဟော တင်တဲ့နေရာကျွန်တော်အဲ၈နှစ်သားလောက်ကပါနော်ဒါပြည်မြို့မှာသွားပြီးတော့ဝေပုံကအကြောင်းမှာသွားပြီးဝတ်ခဲ့တာပတိယအဲ့တော့ရှင်လောင်းနေပါလှည့်တာပါနော်အဲရှင်လောင်းနေလှည့်ပြီးတော့ကျွန်တော်တို့ညီကိုနေရာကိုအဲ့လေးလည်းပြန်တတိရပါတယ်အခုတော့ကိုကတော့ကိုကဖေးနေရာရောက်သွားပြီဒီဂရေးစင်ကကြတော့ကျွန်တော်ကဟိုကိုမျိုးတို့မန္တန်တို့တွေက ညီကောင်မတော်လည်းပဲခင်မင်ကြရပါတော့နော်ပြီးတော့ဒီ Lady Grace နဲ့ပတ်သက်တဲ့တခြင်းတွေလည်းကျွန်တော်ကဖန်ပြပေးရပါတော့ဒါကြောင့်ဒီနေ့ဒါပြီးတော့ကိုမျိုးတို့မန္တန်တို့ရဲ့ဒါချီနူးပေရအတူဒါရောက်လာခဲ့တာပါဇာရောနော်ကိုရင်နေမှာအပား100ကျော်ရတယ်လေ100ကျော်ရဆိုတော့ပြီးတော့ကိုမျိုးတို့မန္တန်တို့အတူဆိုရင်အရင်အသားအလုပ်တာဒီဒီအတူမရဘူးတော်တော်အတူနဲ့ကျွန်မလက်နဲ့မကွာသလိုပေါ့နော်အူရင်းဆက်လက်နဲ့မကွာသလိုအူတန်းနေအများအားထုတ်တဲ့ဒါကျွန်တော်ဘယ်လိုလဲကိုမျိုးနဲ့မန္တန်တို့ဆောင်ရွက်ရ ညာဟိုဟာတာလူခေါ်ပါတယ်ပေါ့အေးမို့ဒါကတော့ PT ပေါ့နော်ကျွန်တော်ဆိုရင်ဒါတားလေးမြောက်သူတို့ကိုရင်အဖြစ်နဲ့တွေ့ရတဲ့အချိန်မှာချိန်နူးတာပေါ့နော်ဒါကျွန်တော်တို့ပြောပြမိဘများရဲ့အဲတောင်းတာပေါ့နော်သူတွေ့ရတဲ့အချိန်မှာတကယ်ကိုချိန်နူးရတာကိုကငငယ်ကဒီလိုပဲကြားဘူးတယ်တွေ့ဘူးတယ်ရုပ်ရှင်ထဲမှာကြည့်ဘူးတယ်ဒါပြောကိုကအပြင်မှာတကယ်လက်တွေ့ကိုတားလေးကိုနော်တင်ငန်းနဲ့တွေ့ရတဲ့ခါကျတော့တကယ်ကိုစိတ်ချမ်းမြေ့ပြီးတော့ကြည်လို့ရပါတယ်။အရိယာပေါ့နော်။ငငယ်ကတော့ အငြိမ်းမဆိုလို့ရှိရင်တော့ခဏလို့ပါဟောပြင်းတဲ့နေရာကျွန်တော်အဲ၁၀နှစ်သားလောက်ကပေါ့နော်ဒါပြည်မြို့မှာသွားပြီးတော့ဝေပုံလအကြောင်းမှာသွားပြီးဝတ်ခဲ့တော့တတိယအဲတော့ရှင်နှောင်းတွေပါလှည့်တာပေါ့နော်ရှင်နှောင်းတွေလှည့်ပြီးတော့ကျွန်တော်တို့ညီကိုတယောက်ကိုအားလေးလည်းပြန်တတိယပါတယ်အခုတော့ကိုကတော့ကိုကဖေနေရာရောက်သွားပြီကားလေးတွေကြောင့်အဲ့လိုပူဇာဦးနဲ့ပြောတော့အဲသူကပူဇာလားသူကအဲဒီတစ်ခေါက်ကကြတော့သူကပူဇာသူဝတ်ချင်တယ်ဆိုပြီးတော့ဒီပေးအရင်နှစ်တွေဆိုလို့ရှိရင် ကျွန်တော်မအားတာနဲ့ပေါ့နောက်ပြီးတော့သူသူတို့ကဒီချောင်းပိတ်တာနဲ့ကျွန်တော်မအားတဲ့ရက်တွေနဲ့ကသွားသွားတိုက်တာပိုက်ဆံတော့ဒီပေါ့တော့ကျွန်တော်လည်းရက်အားတာနဲ့ဒါသူတို့ကလည်းအဲ့လိုအားချင်းပေါ့ဟိုဘေဘယ်နဲ့သူတို့ချောင်းလေးရက်ပိတ်တယ်ပေါ့အဲ့ဒါသူတို့သူတို့ကိုယ်ဝင်ဝစ်ချင်လို့စီစဉ်ပေးပါဆိုပြီးတော့ဝစ်ပေးလိုက်တာပါဒါပေမဲ့ခုနကလည်းသူတို့က3ရက်ဝစ်မယ်ဆိုပြီးတော့9ရက်ဝစ်ဖြစ်သွားတယ်ပေါ့နော်အာအရင်ချင်လို့တော့ပေါ့နော်သူတို့ဆိုရင်ဒါဒီနေ့ဆိုလည်းအားကိုချင်ယူပါဘာလို့ဆိုတော့တော်တော့ဒါကျွန်တော်လိုပဲမိဘပေါင်းများစွာရယ်နော်တိတိတွေကိုမြင်နေရအရင်ချင်လို့ပေါ့ပါ အဲအခုလက်တလောတော့ဟိုပါလက်တလောတော့ထပ်ဖို့တော့မရှိသေးပါဘူးတချင်းလေးဒုက္ခရောရှိပါတော့ဒါထပ်ခဲ့ခါကြလို့ရှိရင်လည်းကျွန်တော်အားလုံးအတိပေးပါခွာချသွားလဲဆိုတော့ခဏလို့ကိုကအဖေဖြစ်သွားတယ်ပြီးတော့ဒီလိုမျိုးအတွေ့အကြုံတစ်ခါမှမရှိဘူးရှိဘူးဆိုတာအခုဆိုရင်ကျွန်တော်တားလေးမြောက်ဝေးထားတာပေါ့နော်တားလေးမြောက်ဝေးထားတဲ့အတွက်ကြောင့်ဒါအခုမှဒီခွင့်ရေးကိုရရတယ်ပေါ့နော်ပြီးတော့ဟိုအိုင်ဒီယာဆိုရှင်အန်တီမိုင်ပေါ့အန်တီမိုင်ရတယ် အဲကိုနဲ့အတူတူလိုက်ပြီးတော့တားလေးဆန်းချတဲ့အခါမှာသူလည်းပါလာတယ်ပေါ့သူအန်ဒီကလည်းဒါသူ့ရဲ့ PT သူလည်း PT ဖြစ်ရတယ်အန်ဒီကလည်းတားလေးရှိခဲ့ပြီလေပေါ့နော်တားလေးအဲ့ဒီတားလေးကတော့အဲတစ်ချိန်ရဆုံးသွားနေပေါ့အဲ့ဒါလေးအကြောင်းလေးလည်းပြန်ပြောပြရရင်လည်းအဲသူလည်းကိုနဲ့ထပ်တူပေါ့တားလေးတွေကိုရှင်းပြပေးရတဲ့အတွက်ဂျီနု PT ဖြစ်ရတဲ့အကြောင်းလေးဒါလေးတွေတိကျလေးရှင်းပြပါအဲ့ဒီအတွက်လည်းဟိုထပ်တူခံစားရတယ်အင်းပေါ့အဓိကတော့ဟိုကလေးတွေကတားလေးတွေကပဲကိုက တော်တော့တောင်းဆိုလာတာတောင်းဆိုလာတဲ့အချိန်မှာကိုကလည်းချက်ချင်းလုပ်ပေးပြတဲ့အတွက်ကြောင့်အဲ့ဒါလေးတော့ကြည်လို့ပါတယ်။တို့လည်းစိတ်ချမ်းသာတယ်ကိုလည်းစိတ်ချည်သူတယ်ဆိုတော့အဒီနှစ်ခုကသွားပြီးတော့နော်တိုက်ဆိုင်တယ်ပြီးတော့လည်းဟိုနောက်တောင်လေးပေါ့နော်ကိုကဒီလိုမျိုးတို့တို့ကလည်းလူလူလာလာရှိရဲ့အတွက်ကြောင့်နောက်နှစ်တည်းဆိုလို့ရှိရင်အဆင်ပြေပြေလို့ပေါ့နော်ဒါတို့ခွင့်ရေးပေးပေးလို့ကိုတို့တို့ကကိုရွေးဝတ်တာတို့နော်ဒါနည်းနည်းအသက်ရွယ်ရတာလို့ဒါယဟန်ဝတ်တာတို့ပါဆိုတော့ကိုကစီစဉ်ပေးမှာပါရှိတာပေါ့နော်ရှိတာပေါ့အဲပြီးတော့ကိုကအာ ည်းနည်းအချိန်တစ်ခုပေါ့နော်ဘာလို့ဆိုတော့ဟိုအိမ်မှာကျတော့လေလူဆောင်ကနော်ကို့အမေကနေမကောင်းဘူးဒီမကောင်းတဲ့ခါကျတော့အိမ်မှာလည်းလူဆောင်ရှိဖို့လိုတဲ့ခါကျတော့ဒါကြောင့်တားလေးတွေကိုအရင်ဝေပေးဒါမှမဟုတ်သူတို့ဝေပေးမယ်နေ့တိုင်းတော်တော်ချိရအောင်ကိုမျိုးတို့မန္တန်တို့တော့ဒီ Lady Grace မိသားစုကဒါကျွန်တော်အခုမြင်တွေ့ရအငဲတန်းပေါ့နော်အခုရေဆက်လက်နဲ့မကွာပဲအငဲတန်းသူနဲ့ပတ်သက်ရင်နော်ဘယ်တော့မှလက်မတွန်းတကယ်လို့သူတဲ့သူကြတာတွေ့ရတော့အငဲချီလို့ပါပဲပြီးတော့ခုတငယ်ချင်းတွေဖြစ်တဲ့အတွက်ကြောင့်အဲသူတို့ဒီလိုမျိုးအောင်မြင်လာတယ်နော်ဒီလိုမျိုးအတူတန်းတွေအတွက်လည်းတကယ်ဓာတ်ရုပ်ခေါ်ပါ